ဝင်မာလာလည်းဒီ OD ကနားရမည်ဖြစ်ဘောလုံးကျသူများတို့ကျမတို့ရဲ့ဝမ်းမြည်ရချက်တွေကပြန်လည်ကြိုးစားပါမယ်။ဒုတိယရရနေတဲ့အာဆင်နယ်ကွင်းလက်လူ OD ကကနိုဝင်မာလာလည်းလောက်ထိအနားယူရတော့မှာဖြစ်တယ်လို့သတင်းတွေကထွက်နေပါဗျ။အိုဒီကကအော်တိုဘားလ၄ရက်နေ့ကစားခဲ့တဲ့ဝက်ဆန်းသင်းတဲ့ပွဲမှာဒုတိယရရခဲ့တာဖြစ်ပြီးပထမပိုင်းမှာပဲလူစားလဲချင်းခံလိုက်ရတာဖြစ်ပါတယ် ။ဩရိကကဒူးတက်ရာကြောင့်အခုတပတ်ကစားခဲ့တဲ့နိုင်ငံသင်းပွဲစဉ်တွေကိုလွဲချော်မှဖြစ်ပြီးပြန်ကစားနိုင်မယ့်ရက်ကိုတော့အတိအကျမသိသေးဘူးလို့အာဆင်နယ်သင်းရဲ့အစောပိုင်းတင်ညာချက်မှရေးထားခဲ့တာဖြစ်ပါတယ်။အခုနောက်ဆုံးသိရတဲ့သတင်းတွေကတော့အိုဒီကကနိုဝင်ဘာလလယ်လောက်မှာကစားမဲ့နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင်အထိကစားနိုင်မှာမဟုတ်ဘူးလို့သိရပါဗျ။ဒါကြောင့်ဖူဟန်ဖဲလစ်ဘန်လီဆန်နာလန်တဲ့နေနဲ့ပရီးမီးယားလိပွဲစဉ်ပြင်အာဆင်နယ်တင်းရဲ့လာမယ့်ချန်ပီယံလိပွဲစဉ်နှစ်ပွဲဥပအိုဒီကကလွဲချော်သွားဖို့ရှိနေပါဗျ။ အားထားတဲ့အသင်းကောင်းဆောင်အိုဒီကအခုလိုမျိုးအနောက်ရမယ့်တဲ့ရင်ကအာဆင်နယ်နီးပြအာဒီတာတွေလည်းတရင်စိုးတစ်ခုဖြစ်ခင်တာပါအာဆင်နယ်သင်းကနိုဝင်ဘာလ23ရက်နေ့မှာမြောက်လန်တန်တာဘီပွဲဖြင့်စပါသင်းနဲ့ကစားရဖို့ရှိနေပြီးအခုပွဲမီအိုဒီကတ်ထရယာကနေပြန်လည်ကောင်းမွန်လာပြီးတန်းခိုင်မှုအပြည့်နဲ့ကစားပေးနိုင်ဖို့ကိုမျှော်လင့်နေတာပဲဖြစ်ပါတယ်။